အလုံးမဲမင်္ဂလာပါဗျာကျွန်တော်ဒီနေ့ကြာတို့22ရက်ဆယ်လ2025ချန်ပီယံလိပွဲစဉ်အုပ်စုတာ3ဒါပွဲစဉ်3ဖြစ်ပါတယ်เนาะဒီနေ့ကြာမှာလဲကျွန်တော်ချန်ပီယံလိပွဲစဉ်နေဒါအများစားရှိပါတယ်ဒီကြိုင်အင်္ဂလန်ရှစ်အင်္ဂလန်ချန်ပီယံရှစ်ပွဲစဉ်နေရှိပါတယ်မနေ့ညမှာတော့ကျွန်တော်ရွေးချယ်ပေးခဲ့တာ3ပွဲ4ချောင်း4ချောင်းလုံးအော်ဝင်ခဲ့ပါတယ်ခင်ဗျเนาะအဲ4ချောင်းလုံးအော်ဝင်ခဲ့ပါတယ် ီနေ့မှလည်းကျွန်တော်ဒါဆက်လက်ပြီးတော့ဒီကိုအတွက်အကောင်းဆုံးရွေးချယ်ပေးထားတဲ့ပွဲစဉ်လေးဒါရှိပါရဲ့ဗျမနေ့ကဆိုလည်းဒါကျွန်တော်ရွေးချယ်ပေးခဲ့တယ်ဆော့ဘွဲဘာစီလိုနာအဆင်ပြေခဲ့တယ်ပေါ့ဗျာเนาะနောက်ပြီးတော့ကြာနာပိုလီနဲ့ပီအက်ဘီပွဲစဉ်မှာလည်းကျွန်တော်ဂိုးပေါက်အပေါ်ရွေးချယ်ပေးခဲ့တယ်လို့เนาะလေဗာကူစင်နဲ့ပီအက်ဘီရဲ့ပွဲစဉ်မှာလည်းကျွန်တော်ဂိုးပေါက်အပေါ်เนาะရွေးချယ်ပေးခဲ့တာဖြစ်ပါတယ်အာညာအားလုံးဆင်ပြေဆင် YouTube ရဲ့ညီကိုလည်းအားလုံးဆင်ပြေကြမယ်ထင်ပါတယ်เนาะ အဲနောက်ပြီးတော့ဒီကျွန်တော်တို့ Telegram Chat ရအညီကိုလည်းညာမောင်းတကက်လေးပောက်ခဲ့ပါတယ်เนาะလေးတင်မောင်းတကက်လေးညာပောက်ခဲ့ပါတယ်เนาะအဲဒီလိုမောင်းနေတာပောက်ချင်တဲ့သူမောင်းတော့ဒါပောက်တာတော့ဒါနေ့တိုင်းတော့ပောက်တာပေါ့ဟိုဟာခက်ခဲတယ်ပေါ့ဗျာเนาะမောင်းသွားတော့ပောက်ဖို့ကမလွယ်ဘူးဒါ net ကြီးတယ်ပေါ့မောင်းသွားတော့ဒါပေမဲ့ဒါအကောင်းဆုံးဖြစ်အောင်เนาะဒါရွေးချယ်ပေးတာဖြစ်ပါတယ်ညာတော့မောင်းတကက်ပောက်ခဲ့ပါတယ် Telegram ညီကိုလည်းညီကိုလည်းเนาะအဲ ဒီနေ့ညမှာလည်းကျွန်တော်ဒေးသင်းပေါင်းနှစ်ကပ်တေလီဂရမ်ညီအစ်ကိုတွေကိုဆက်လက်ပြီးတော့ရွေးချယ်ပေးသွားအောင်ပါဖြစ်ပါတယ် YouTube တွေကညီအစ်ကိုတော့ဒီနေ့ညမှာတော့သုံးပွဲရွေးချယ်ပေးထားတဲ့ပွဲတင်လေးရှိပါတယ်အဲ့ကြောင့်မို့ကျွန်တော်ရဲ့ဒီ YouTube channel အောက်မှာတေလီဂရမ် channel လေးခြားပေးထားပါတယ် Viber channel လေးလာအောင်ဆက်သွယ်မင်းမြန်လို့ရပါတယ်ခင်ဗျเนาะညတော့ဒါထက်ကြည့်လေတော်တော်အောင်ခဲ့တယ်လို့ဂိုးတွေလည်းပွဲတိုင်းနေပါပေါ်ခဲ့တယ်เนาะဂိုးမပေါ်ခဲ့တာဆိုနှစ်ပွဲပဲရှိတယ်ပေါ့ဗျာเนาะ PSG နဲ့เนาะ တပွဲကျွန်တော်တို့ဒါပေါက်နဲ့ဝဲပေါ့နော်ဒီနှစ်ပွဲပဲကျွန်တော်တို့ဒါဂိုးမပေါ်ခဲ့တာဖြစ်ပါတယ်နော်ဒီနေ့ညမှာတော့ကျွန်တော်ရင်ဦးဆုံးအရွေးချက်ပေးထားတဲ့ပွဲစဉ်လေးတပွဲ ရှိပါတယ်ဒီပွဲစဉ်ကတော့ကျွန်တော်တို့ဒီနေ့ညမှာကံမဲ့ချက်စီးနဲ့အေချဲရဲ့ပွဲစဉ်လေးကိုကျွန်တော်စိတ်ကြိုက်တကြောင်ရွေးထုတ်ထားတာမျိုးလေးရှိပါတယ်နော်ဒီပွဲစဉ်မှာဆိုရင်ကျွန်တော်တို့ဒါချက်စီးကနေပြီးတော့အေချက်ကို နှလုံးကိုတဝက်စားဘုံကြီးမှာနှလုံးကိုတဝက်စားဂူပေါင်းကြီးလေးမှာသုံးလုံးကိုအရှုံးဆိုတဲ့ကြီးမျိုးလေးဖွင့်ထားတယ်ပေါ့ဗျာနော်အာဒီကြီးကဘာလို့ဖွင့်ထားလဲဆိုတော့လက်ရှိခြေစမ်းရဤချက်ကတော့တော်တော်လေးစိုးဝါးနေတယ်ဤချက်တော့ဒါနှစ်တိုင်းလိုလိုချန်ပီယံလိဝင်ကွင်းရတဲ့အသင်းသင်းဖြစ်တယ်နော်ဤချက်လည်းနောက်ရချန်ပီယံလိတမိုင်းအဆင့်လာရှိတဲ့အသင်းသင်းတော့ဖြစ်တယ်ဒါပေမဲ့နှစ်တိုင်းလိုလိုလည်းချန်ပီယံလိဝင်ကွင်းရတယ်ဒါပေမဲ့ ျော်ခုနောက်ပိုင်းတွေမှာအကျဲရတာအတင်းပြောင်းလဲကစားသမားတွေပြောင်းလဲနီးပြားတွေပြောင်းလဲနေမျိုးမျိုးတွေကြောင့်အကျဲရတာခုနောက်ပိုင်းဆိုရင်တော်တော်လေးကိုခြေစမ်းပိုင်းဆူရွားနေတာကြောင့်မလို့ဒီနေ့ညမှာချက်စီးနေတဲ့အကျဲကိုနှလုံး50စားဆိုရဲခြေမျိုးဖွင့်လက်ထားတော့ဖြစ်တဲ့ခြေတစ်ခြေလို့ကျွန်တော်ထင်မြင်သုံးသပ်မိပါတယ်နောက်ပြီးတော့ဂိုးပေါင်းကျဲလေးမှာသွားပြန်ကြည့်မယ်ဆိုရင်သုံးလုံးရှုံးပြเนาะသုံးလုံးရှုံးဆိုရင်ဒီနေ့ညမှာ ူကီအနေနဲ့အေဂျက်ကိုများတာကျွန်တော်တို့ဂိုးပေးထားတဲ့ပုံစံမျိုးပေါက်တယ်လက်ရှိဖွင့်လာတဲ့ဘော်ဂျင်းနဲ့ဂိုးပေါင်းဂျင်းရကိုပြန်နော်ကျွန်တော်ကတော့ဒီနေ့ညမှာဒီပွဲစဉ်လေးကိုစိတ်ကြိုက်တကြောင်လေးရွေးချယ်ပေးသွားမှာဖြစ်ပါတယ်နော်ချက်စီကတော့ဒါကျွန်တော်တို့လက်ရှိခြေစမ်းပိုင်းရတော့ချက်စီကတော့ကောင်းမွန်တဲ့ရလက်တွေကိုပိုင်ဆိုင်ထားတဲ့ဖြစ်ပါတယ်နော်နောက်ဆုံးကန်ခဲ့တဲ့ဒါပြိုင်ပွဲစုံ၃ပွဲ၃ပွဲလုံးကိုအနိုင်ရရှိထားတာဖြစ်တယ် ချန်ပီယံလိပွဲစဉ်ဒီပီကာနဲ့ပွဲစဉ်မှာ1-0နဲ့နိုင်ပြီးတော့เนาะကျွန်တော်တို့လီဗာပူးနဲ့ပွဲစဉ်မှာ2-1နဲ့နိုင်တယ်။နော်တန်ဖောရက်နဲ့ပွဲစဉ်မှာ0-3နဲ့နိုင်ထားခဲ့တာဖြစ်ပါတယ်เนาะအဲအဲ့နောက်ပိုင်းတွေမှာတော့ဒါနောက်တစ်ကြော့ဒါပထမဆုံးကြော့မှာတော့ဘိုင်ယန်မြူးနစ်နဲ့ပွဲစဉ်မှာတော့3-1နဲ့ချက်စီရှုံးတာတော့ရှိတယ်။ချန်ပီယံလိပွဲစဉ်ဒါ2-0နဲ့နှစ်ပွဲကန်ထားတဲ့နဲ့မှာတပွဲနိုင်တပွဲရှုံးဆိုတဲ့ရလက်မျိုးတော့ထွက်ပေါ်ခဲ့တယ်။နောက်ဆုံးလက် ကန်ခဲ့တဲ့ကျွန်တော်ဆောင်းနာပြောခဲ့လို့ပဲ၃ဘွဲမှာချက်စီးနေတဲ့နိုင်ဘွဲ၃ဘွဲလုံးရရှိထားတဲ့အတွက်ချက်စီးနေတဲ့အိမ်ကွင်းအားလည်းဖြစ်တယ်။ဒါဒီနေ့ညမှာပြောမှဆိုရင်နိုင်ဘွဲတွေဇက်တိုက်ရနေတဲ့အတွက်ကြောင့်မလို့ကစားသမားအနေနဲ့လည်းအားဒါပြောမှဆိုအားအင်းနေပြေဝနဲ့ဒါဒီနေ့ညမှာပွဲထွက်လာမယ်လို့ကျွန်တော်ထင်မြင်သုံးသပ်မိတယ်ဗျ။နော်။လက်ရှိလက်ရှိချက်စီးရဲ့ခြေဆောင်ကိုကြည့်ပြီးတော့ကျွန်တော်အေဂျင့်ခြေဆောင်ကိုကြည့်ရမှာဆိုရင် အင်ကျဲရဲ့ခြေစံလက်ရှိအားရစရာတစ်စက်မှကိုမရှိပါဘူးနဲ့တူကလက်သင်းပါဆိုရင်လည်းနောက်ဆုံးကန့်ခဲ့တဲ့သုံးပွဲမှာနော်နောက်ဆုံးကန့်ခဲ့တဲ့သုံးပွဲမှာတပွဲနိုင်တပွဲရှုံးတပွဲသေးပြီးခဲ့တဲ့ကျွန်တော်တို့ဒါချန်ပီယံလိပွဲစဉ်မာဆေးနဲ့ပွဲစဉ်မှာသူ့အနေနဲ့မာဆေးနဲ့ဂိုးပြတ်ကြီးအောင်ဆုံးခဲ့တယ်ဖိုးစည်းဆိုရကြလက်နဲ့မာဆေးကိုအေဂျက်ကဂိုးပြတ်ရှုံးခဲ့တယ်နောက်ပြီးတော့ဒါသူ့အနေနဲ့ ပြိုင်ပွဲတော့ဒါသူ့နေနဲ့6ပွဲ9ပွဲလောက်ကံခဲနာပြည့်နဲ့သူ့နေနဲ့ဒါသူ့ကလပ်တဲ့အောက်ဆုံးတင်းလိုတော်မှာသူဒါ2ဝန်းနဲ့နိုင်ခဲ့နောက်ပိုင်းမှာနိုင်ပွဲတွေပျောက်ဆုံးနေတဲ့အေဂျင့်တွေနဲ့ဂျာလက်တွေစူးဝါနေတယ်ဒီနေ့မှာအမ်ပြောမလို့ချွေးစမ်းပိုက်တော်တော်လေးကိုယိုင်နေနေအေဂျင့်တွေနဲ့ဒီနေ့ညမှာချက်စီကိုဘယ်လိုရှင်းပြန်ပွားမလဲအဝေးကွင်းကဖြစ်တဲ့တကြောင်နော်နောက်ပြီးတော့ချက်စီနေနဲ့လည်းအင်္ဂလာပီမီယာလေးအတင်းတင်းဖြစ်တယ်လို့အေဂျင့်တွေကလည်းဒါဒါနက်သားလန် ကတ်ထဲကအတင်းတင်းဖြစ်တယ်။ဒါအစ်စင်နှင်းချင်းလဲကွာဟနေသလိုလက်ရှိခြေတန်းပိုင်းလဲကွာဟနေတဲ့အတော့ကြောင့်မို့လို့ဒီနေ့ညမှာအေဂျင့်နေနဲ့တော်တော်လေးရုန်းကန်ရမယ်ညတညလို့ကျွန်တော်ထင်မြင်သုံးသပ်မိတယ်။ဒီပွဲစဉ်လေးမှာတော့ဒါချက်ကြီးနေနဲ့အိမ်ကွင်းကနေပြီးတော့အေဂျင့်ကတော့နိုင်ကောင်းနိုင်သွားလိမ့်မယ်ကျွန်တော်တို့ဂိုးမပြတ်အပြတ်ပဲစောင့်ကြည့်ရမယ်ညတညလို့ကျွန်တော်ထင်မြင်သုံးသပ်မိတယ်ဗျเนาะဒီပွဲစဉ်လေးကိုတော့ကျွန်တော်အရွေးချယ်ထားပေးတယ်ဗျာเนาะလက်ရှိကျင်းနေထားရာဗိုလ်ကျင်းမှာနှလုံးဝင်50စာ လက်ရှိအေဂျင့်ရဲ့ခြေစောင်းကိုတွားပြန်ကြည့်ပြီးတော့ဒါချက်စီရဲ့ခြေစောင်းကိုကြည့်ရမှဆိုရင်ချက်စီကအေဂျင့်တဲ့အများကြီးလက်တာတယ်ဗျာနှလုံးကိုတဝက်စားနေရတဲ့ဂျီမျိုးကိုဖွင့်လှစ်ထားတယ်ချက်စီဒီနေ့ညကြည့်ရတော့ဒါဒီထက်ပိုပြီးတော့ဖွင့်တဲ့နဲ့ခြေတစ်ခြေလို့ကျွန်တော်မြင်မိတယ်အနည်းဆုံးတော့နှလုံးတည့်ရလောက်ထိတော့ဖွင့်ထားလောက်တည့်တယ်လို့ကျွန်တော်ထင်မြင်မိတယ်ဒါမှနှလုံးအပေါင်း90စာလက်ရှိမြန်မာဂျီနဲ့ဆိုရင်နှလုံးကိုအပေါင်း80လောက်ထိဂျီရှိနေတဲ့အလက်ကြောင့်မို့ချက်စီကတော့ဒီနေ့ညမှာ အေဂျင့်ကိုဖွင့်လာမြန်မာကျွန်တော်မြန်မာတော့ခြေပြောတဲ့နေထားမျိုးတော့တွေ့ရတယ်အဲကြောင့်မို့ဒီနေ့ညမှာကျွန်တော်ကတော့အေဂျင့်ဘော်ကြီးလေးကိုရွေးချယ်ပေးခြင်းနဲ့เนาะဘာကြောင့်အေဂျင့်ဘော်ကြီးလေးရွေးချယ်ပေးရလဲဆိုတော့အေဂျင့်အနေနဲ့ဒီနေ့ညမှာချက်စီကိုဒါပြောရမယ်ဆိုရင်ဝေးကွင်းကနေပြီးတော့เนาะအာတက်နိုင်ဆုံးဒါထိမ့်ပြီးတော့ကန့်သွားမယ်ညတညလို့ကျွန်တော်ထင်မြင်သုံးသပ်မိတယ်သူနဲ့တင်းမောင်းထိုက်တဲ့တွဲဆုံမှု၃ချိန်တောင်ရှိခဲ့တယ်၃ချိန်တိုင်း ်ချက်စီကတစ်ကြိမ်နိုင်တင်ကြတာတစ်ကြိမ်အင်ဂျက်ကတော့တစ်ကြိမ်နိုင်လာခဲ့တယ်နောက်ဆုံးကန်ခဲ့တဲ့ကျွန်တော်2029နိုဝင်ဘာလ6ရက်နေ့မှာ44ဆိုရဲရလတ်နဲ့ချက်စီရဲ့အိမ်ဝင်းမှာတင်ကြတာပြီးတော့ကျွန်တော်2029အော်တိုဘာလ23ရက်နေ့မှာချက်စီရအဝင်းဝင်းမှာဇီဝဲနဲ့နိုင်ထားပြီးတော့2010နောက်ဆုံးကန်ခဲ့တဲ့နောက်ဆုံးကန်ခဲ့တဲ့2010မှာအင်ဂျက်အိမ်ဝင်းမှာ3ဝဲနဲ့ချက်စီနိုင်ခဲ့တယ်အဲ့ဒါခြေစံပွဲတွေပေါ့ဗျာနော်အဲ့တော့ခက်ကလာအင်ဂျက်ကတော်တော်လေးကောင်းတဲ့အတင်းတင်းဖြစ်တယ် ဆက်စီကတော့အချင်းကအေဂျက်ကိုဒါနဲ့ပွင့်နဲ့ကန်နဲ့ပွဲစဉ်မှာတော်တော်လေးကိုဒါရုံးကန်ရတဲ့အချင်းတွေမျိုးပေါ့လက်ရှိခြေသေးရတော့ချက်စီကတာတယ်ဂိုးပြတ်မပြတ်ပဲစောင့်ကြည့်ရမယ်ဒါပေမဲ့အေဂျက်နေနဲ့ချက်စီကိုဘယ်လိုတောက်ပြန်သွားမလဲဆိုတာကျွန်တော်စောင့်ကြည့်ရမယ်ညညဖြစ်တယ်အဲကြောင့်မလို့ဒီနေ့ညမှာကျွန်တော်ကတော့ချက်စီရဲ့ဘုံကြီးကိုမကြိုက်တဲ့အတွက်ကြောင့်မလို့ကျွန်တော်အေဂျက်ဘုံကြီးကိုရွေးချယ်ပေးကြပါမယ်ဒါညနေညကျွန်တော်အစုံဆုံးရွေးချယ်ပေးတဲ့ပွဲ AJ Bolly ဖြစ်ပါတယ် Chelsea နဲ့ AJ ပွဲစဉ်မှာ AJ Bolly ရွေးချယ်ပေးခြင်းပါတယ်ကဲကျွန်တော်တို့နောက်တစ်ပွဲကိုကျွန်တော်တို့ဆက်သွားမယ်ဗျာဟောနောက်တစ်ပွဲကတော့ကျွန်တော်တို့ဒါ Frankfurt နဲ့ Liverpool ရဲ့ပွဲစဉ်လေးကိုကျွန်တော်ရွေးချယ်ပေးခြင်းပါတယ်เนาะဒီပွဲစဉ်မှာဆိုရင်တော့အာ Liverpool ကနေဝင်ခွင့်ရတယ် Frankfurt ကိုဒါဖွင့်လှစ်ထားတဲ့ကြီးမှာတော့1တရေဖြစ်ပြီးတော့ဂူပေါင်းကျင်းလေးမှာ3လုံးအရှုံးဖြစ်ထားတယ်ဗျာเนาะဒီပွဲစဉ်မှာဆိုရင်ဒါ ပြောမယ်ဆိုရင်ချက်အဲကျွန်တော်ပြောမယ်ဆိုရင်လီဗာပူးနေနဲ့လက်ရှိခြေစမ်းပိုင်းကိုကြည့်မယ်ဆိုရင်လက်ရှိခြေစမ်းပိုင်းကလီဗာပူးနေနဲ့တော်တော်လေးကိုစိုးရတယ်လို့ပြောရမယ်။ပြိုင်ပွဲတုံးနောက်ဆုံးကန်ခဲ့တဲ့၃ပွဲ၃ပွဲလုံးဆုံးပြတာခဲ့တယ်။ခရစ်စပယ်လက်ကိုရှုံးတယ်။ချန်ပီယံလိဒါပွဲစဉ်ကန်ခဲ့တဲ့ပြီးခဲ့တဲ့ပွဲစဉ်ဂရာရာစာရေးကိုဝမ်းစီနဲ့ရှုံးထားခဲ့တယ်။ချက်စီနဲ့ပွဲစဉ်2-1နဲ့ရှုံးထားခဲ့တယ်။နော်နောက်ဆုံးကန်ခဲ့တဲ့ချက်စီနဲ့ပွဲစဉ်2-1ရှုံးထားခဲ့တယ်။ဒါသူ့အနေနဲ့ ရင်ဦးစိုးဒီ၃ပွဲမကန်ငယ်ပြီးပြီးခဲ့တဲ့နှစ်ပွဲကန်ငယ်တဲ့နှစ်ထဲအေဗာတန်ကို2-1နဲ့နိုင်ပြီးတော့ဆော့သတန်ကို2-1နဲ့နိုင်လာခဲ့တယ်ချက်စီးနဲ့အဲချက်စီးနဲ့လည်းပွဲနဲ့ကန်နေတဲ့ပွဲမှာတည်းဆိုရင်လည်းလီဗာပူးနေနဲ့ဒါရှေ့တန်းမှာအလုံးမဖြစ်ခဲ့ဘူးတိုက်စစ်တင်နဲ့အလုံးမဖြစ်ခဲ့ဘူးခွင့်ရေးတွေရခဲ့တယ်သုံးမချနိုင်ခဲ့ဘူးဒါကြောင့်မို့2-1နဲ့ရှုံးခဲ့တယ်နော်လီဗာပူးနေနဲ့ဒီနေ့ညမှာဖရန်ဖော့ကိုဘယ်လိုဝင်လို့ရလဲရှင်ပြိုင်မလဲလက်ရှိပွင့်လာရလဲ1-3ကြီးပြနော် အာလီဗာပူးပြန်လာတင့်ပြီးတော့ဒီနေ့ညမှာကျွန်တော်ထင်မြင်မိတဲ့အာလက်ရှိကျွန်တော်ဖရန်ဖို့ကိုကျွန်တော်တောပြန်ကြည့်ရမယ်ဖရန်ဖို့ကလည်း၎င်းအဲ၎င်းနီးတူပဲเนาะလီဗာပူးနဲ့၎င်းနီးတူပဲခြေထမ်းပိုင်းရကကျွန်တော်တိတ်အားရကြမရှိဘူးเนาะအတီကိုမက်ထရစ်ကို5-1နဲ့ဆုံးသားတယ်ဒါကျွန်တော်လီဗာပူးအဲကျွန်တော်တို့ဒီမှာဘိုင်ယန်မြူးနစ်နဲ့ပွဲစဉ်မှာစီတူတင်းနဲ့ဆုံးသားပြီးတော့ ရန်ပတ်နဲ့ပွဲစဉ်မှာတော့တူတူကန်ထားခဲ့တယ်။ဒီလိုရလဒ်မျိုးတွေတွားပြန်ကြည့်ရမယ်ဆိုရင်ဖရန်ဖော့အနေနဲ့လက်ရှိချင်းတန်းပိုင်းကလည်းလီဗာပူးနှာခေါင်းဒီကပဲပြိုင်ပွဲဆိုနောက်ဆုံးကန်ခဲ့တဲ့၃ပွဲ၊ပွဲရှုံး၊ပွဲတည်ဒီလိုရလဒ်မျိုးတွေပိုင်ဆိုင်ထားခဲ့တဲ့ဖရန်ဖော့အနေနဲ့ဒီနေ့ညမှာအင်္ဂွေကနေလီဗာပူးကိုဘလို့ဧည့်ခံပြီးတော့ရှင်းတိုင်ကစားသွားမယ်ဆိုတာစောင့်ကြည့်ရမယ်ညတညလို့ကျွန်တော်ထင်မြင်မိတယ်။နော်ဒီပွဲစဉ်လေးကိုရောကျွန်တော်ကြောင်းကောင်းလေးရွေးထုတ်ပေးခြင်းနဲ့ဒီပွဲစဉ်မှာတော့ကျွန်တော် ဘိုလ်ကျင်းလေးကိုလက်ဆောင်ပြီးတော့ကျွန်တော်ဘူပေါင်း9ရောက်လေးကိုရွေးချယ်ပေးခြင်းတယ်เนาะဒီပွဲနဲ့မှာတော့ကျွန်တော်ကဒီပွဲနဲ့ကို9ပေါင်းပေါ်လေးကိုရွေးချယ်ပေးသမှာတဲ့နှစ်သေးလုံးကခန်းစစ်တွေယူရွေးနေတော့တိုက်စစ်တရလည်းဒီလောက်ထိလုံးမဖြစ်ဘူးဒီနေ့ညမှာနှစ်သင်းလုံးကတက်ပြက်နေနှစ်သင်းတွေ့တဲ့အနေထားမှာဂူးမြူသွားဖို့မြင်တယ်ဗျเนาะတစ်ဖက်အနည်းဆုံးဝမ်းဝမ်းရမယ်စကြည့်ရမယ်ဝဲလို့ဒါကျွန်တော်ထင်မြင်သုံးသပ်မိတယ်အဲ့ဒါကြောင့်မလို့ဒီနေ့ည ဒါကျွန်တော်တို့ front point နဲ့ debabu ရဲ့ပွဲတင်ကျွန်တော်ဂူပေါင်းပေါ်လေးကိုရွေးချယ်ပေးခြင်းပါတယ်။ဘာကြောင့်ဂူပေါင်းပေါ်ရွေးကိုရွေးချယ်ပေးရလဲဆိုတော့ဒီနေ့ညမှာနှစ်နှစ်သိန်းလုံးသွေးကိုတွေနေရမယ်ညတညာလို့ကျွန်တော်ထင်မြင်သုံးသပ်မိတဲ့အတွက်ကျွန်တော်ဂူပေါင်းပေါ်လေးကိုရွေးချယ်ပေးခြင်းပါတယ်။နော်။အဒီညကကျွန်တော်ဒီပွဲနယ်လေးမှာကျွန်တော် liverpool ပေါ်ယူကြိုက်တယ်ဗျ။ liverpool ဒီနေ့ညအနိုင်တော့ကံမယ်။ဒါပေမဲ့ဂူပြတ်မပြတ်ပဲစောင့်ကြမှာ။ဒါ front point အနေနဲ့လည်းအင်္ဂလန်ကနေ liverpool ကိုဂိုးရဖို့လားလားရှိတယ်။ liverpool ရဲ့ဒါကျွန်တော်ပြောရမယ်ဆိုခံစစ်က လက်ရှိဒီနေ့ရာသီမှာတော်တော်လေးကိုဒါစိုးဝါးနေတဲ့အနေအထားမျိုးကိုတွေ့ရတယ်။ဘာကြောင့်လဲဆိုတော့ပွဲတိုင်းနီးပါးလို့လို့ဂိုးပေးထားရတယ်။စောက်တတန်ဂိုးပေးရတယ်၊ခရစ်စပယ်လေးကိုဂိုးပေးရတယ်။သူဂိုးမဂိုးမပေးရတဲ့အတင်းကိုမရှိဘူး။ဂရာဂါဆာယိုဂိုးပေးရတယ်၊ချက်စီယိုဂိုးပေးရတယ်၊မန်ချက်စတာယူနိုက်တက်ကိုဂိုးပေးရတယ်။နောက်ဆုံးကဲကဲတဲ့ပြိုင်ပွဲဆုံး၅ပွဲလုံး၅ပွဲလုံးကိုဂိုးပေးထားတဲ့လီဗာပူးအနေနဲ့ခန်စစ်ကဂျိုယွင်းနေတဲ့အတွက်ကြောင့်မလို့ဒီနေ့ညမှာလဲဖရန်ဘော့ကိုဂိုးပေးရဖို့ လားလာမြင်တယ်အတွက်ကြောင့်မို့ကျွန်တော်အနေနဲ့ဂူပေါ်ရွေးချယ်ပေးတာဖြစ်ပါတယ်နော်ကဲနောက်တစ်ပွဲကိုကျွန်တော်တို့ဆက်သွားမယ်ဗျာနော်ကဲအခုဆိုရင်ကျွန်တော်နှစ်ပွဲရွေးချယ်ပေးပြီးသွားဖြစ်ပါတယ်ကဲတော့နောက်ဆုံးအနေနဲ့ကျွန်တော်နောက်ဆုံးတပွဲစဉ်လေးကိုရွေးချယ်ပေးသွားအောင်ပါဖြစ်ပါတယ်ယနေ့ညမှာကံမဲ့ကျွန်တော်တို့ဒါနောက်ပွဲပွဲစဉ်ကတော့ဂရတာစာရေးနဲ့ဘိုဒိုကလင်းရဲ့ပွဲစဉ်လေးကိုကျွန်တော်ဆက်လက်ပြီးတော့ရွေးချယ်ပေးသွားအောင်ပါဖြစ်ပါတယ် ဒီပွဲစဉ်မှာတော့ကျွန်တော်တို့ဂါလာဆာရီကနေပြီးတော့ဘူဒိုကလင်ကိုဘော်ရီချင်းမှာဆိုရင်ဝမ်းတည်ဖွင့်လာပြီးတော့ဂူပေါင်းချင်းလေးမှာသုံးလုံးရှုံးဖွင့်လာတယ်ကြာเนาะဒီပွဲစဉ်လေးကိုသွားပြန်ကြည့်မယ်ဆိုရင်ဂရာတာဆာရီနေနဲ့ဒါဘူဒိုကလင်ကိုဝမ်းတည်ဖွင့်လာတာဘာကြောင့်ဖွင့်လာရလဲကျွန်တော်တို့တစ်ချက်သွားပြန်ကြည့်မယ်ဆိုရင်ဂရာတာဆာရီနေနဲ့ဒါလက်ရှိပွဲစဉ်မှာတော်တော်လေးကိုခြေစမ်းပိုင်းနေတော်တော်ကောင်းတယ်လို့ပြောရမှာကြာပြီးခဲ့တဲ့ကျွန်တော်တို့ချန်ပီယံလေးပွဲစဉ်မှာဒါလီဗာပူးကိုဝမ်းစီးနဲ့နိုင်ထားခဲ့တဲ့အိမ်ပွဲမှာ ီးတော့ကျွန်တော်တို့ဒါချန်ပီယံလိတကြောမှာတော့အိမ်ဝေးခွင့်မှာရှုံးသားခဲ့တယ်ဒီခြေနေကိုသွားပြန်ကြည့်မယ်ဆိုရင်ဂရာတာစာရေးကလက်ရှိခြေစပ်ပိုင်းအိမ်ခွင့်အားကောင်းနေတဲ့အသေးသေးမျိုးလို့ပြောလို့ရတယ်ဒါကြောင့်မို့ဒီနေ့ညမှာဘိုလိုကလစ်ကိုဝမ်းတည်အထိခြေဖွင့်နဲ့ထားတာဖြစ်တယ်ခူပေါင်းကြီးလေးကိုသွားပြန်ကြည့်ရမယ်ဆိုရင်ခူပေါင်းကြီးလေးမှာ၃လုံးရှုံးခူပေါင်းကြီးလေးမှာ၃လုံးရှုံးဆိုရင်ဒီနေ့ညမှာဘူဂီအနေနဲ့ဘိုလိုကလစ်ကိုများကူပေးထားတာလားပေါ့ဗျာနော်အာသူတို့နှစ်သင်းရတော့ဒါထိတိုက်တွဲဆုံတာရင်းမရှိဘူးဘူဒိုကလေးရဲ့ဒါလက်ရှိ ဒါကျွန်တော်တို့ခြေစမ်းပိုင်းသွားပြန်ကြည့်မယ်ဆိုရင်လည်းအာလက်ရှိခြေစမ်းပိုင်းကကောင်းတယ်ဗျာเนาะကောင်းနေတဲ့အားရတရာတော့ရှိတယ်เนาะသူဒါပြီးခဲ့တဲ့ Champion League ပွဲစဉ်စပါးကနဲ့ပွဲကန်နေတဲ့ပွဲစဉ်မှာတူတူတည်ကြခဲ့တယ်ဒီပွဲစဉ်မှာသွားပြန်ကြည့်မယ်ဆိုရင်စပါးကဒါဝေးခွင့်ရနေတာဘူလိုကလစ်ကိုတဲတဲ့ယုံရတယ်ဒါတော့ဘူတိုကလစ်ကပိုင်နယ်တီလွဲချော်ခဲ့လို့ဒါနှမဆိုရင်3 2နဲ့9ပါဗျနော်ဒါနောက်ပြီးတော့စပါးကဒီပွဲမှာကန်ကောင်းတယ်မိနစ်90ဒါအချိန်ပိုရောက်မှာ ဒါတူးတူးဆိုရသိရင်စပါရားခဲ့တာဖြစ်တယ်အဲ့ပွဲမှာဆိုရင်လည်းဒါဘူတိုကလင်းရဲ့နောက်တန်းနေကြောင့်စပါဒါခြေပါကိုရပြီးတူးတူးကြခဲ့တာနော်လက်ရှိခြေစိုင်းမရဘူတိုကလင်းကလည်းအကောင့်ဘက်မှာရောက်နေတဲ့အသင်းတသင်းဖြစ်တယ်နော်အကောင့်ဘက်မှာရောက်နေတဲ့တသင်းဖြစ်တဲ့အတွက်ကြောင့်မလို့ဒီနေ့ညမှာဒီပွဲတွေကလည်းအကျိတ်နဲ့ဖြစ်မဲ့ပွဲတွေတပွဲဖြစ်တယ်လို့ဂိုးတွေကလည်းတစ်ဖက်နဲ့တစ်ဖက် သွင်းသွားဖို့မြင်တဲ့တွေ့ကြမှုဒီနေ့ညပွဲစဉ်မှာလည်းကျွန်တော်ဘိုဂျီတေကိုလက်ဆောင်ပြီးတော့ဂိုးပေါင်းကူအောင်လို့ရွေးချယ်ပေးရမယ်ဆိုရင်ကျွန်တော်ဂိုးပေါ်ကိုဆက်လက်ပြီးတော့ရွေးချယ်ပေးကြပါတယ်ဘုဒ္ဓဒါကရာတာစာရေးနဲ့ဘုဒ္ဓကလင်းရဲ့ပွဲစဉ်မှာကျွန်တော်ဂိုးပေါင်းအပေါ်ဆက်လက်ရွေးချယ်ပေးမှာဖြစ်ပါတယ်။နော်ယနေ့ည၃ပွဲရွေးချယ်ပေးခဲ့တာဖြစ်ပါတယ်ချန်ပီယံလိ၃ပွဲမှာတော့ဒါတာစာရေးနဲ့ဘုဒ္ဓကလင်းပွဲစဉ်မှာဂိုးပေါင်းပေါ်ဖြစ်ပြီးတော့ကျွန်တော်တို့ဖရန်ပေါ်နဲ့လီဗာပူးရဲ့ပွဲစဉ်မှာတော့ကျွန်တော် ဂိုးပေါက်အပေါ်ရွေးချယ်ပေးခဲ့တာဖြစ်ပါတယ်နော်နောက်ထပ်တပွဲနေရာတော့ချက်စီးနဲ့အေဂျက်ပွဲစဉ်မှာအေဂျက်ဘွိုင်းလေးကိုရွေးချယ်ပေးခဲ့တာဖြစ်ပါတယ်သုံးပွဲဒီနေ့ညယူဒီနေ့ညရွေးချယ်ပေးခဲ့တာဖြစ်တော့တော့ကြောင့်မို့လို့ကျွန်တော်ရဲ့ရွေးချယ်မှုတွေနဲ့အကြိုက်ချင်းတူတဲ့ညီကိုတွေဒါလိုက်ဆော်လို့ရပါတယ်ကျွန်တော်ဟို YouTube မှာအားပေးတဲ့ subscriber တွေဒါညအစဉ်ပြေကြမယ်လို့လည်းထင်ပါတယ်အဲဒီနေ့ညမှာတော့ကျွန်တော် Telegram Channel မှာမောင်းနှက်ကတ်နဲ့ကျွန်တော်နှစ်ပွဲလောက်เนาะတပွဲကောင် နှစ်ပွဲလောက်တင်ပေးမှာဖြစ်ပါတယ်အဲ့အတွက်ကြောင့်မို့ Telegram Channel ကိုမ join ရသေးတဲ့ညီကိုတွေ Telegram Channel ကိုလာ join လို့ရပါတယ်ဗျเนาะအဲ Telegram Channel ကတော့ YouTube ရဲ့ဒီ comment အောက်မှာချပေးတာဖြစ်ပါတယ် Telegram Channel Viber Channel တွေလောလာရောက် join လာလို့ရပါတယ်ခင်ဗျเนาะနောက်ပါဆိုလဲကြကျွန်တော် Europa League တွေ confirm league တွေဒါကောင်းမှဖြစ်တဲ့အတွက်ကြောင့်မို့ဆက်လက်ပြီးတော့အကောင်းဆုံးပွဲစဉ်တွေကိုရွေးချယ်ပေးသွားမှာဖြစ်လို့ ဒါ Telegram channel မှာဆိုလဲမောက်ကက်လေးတင်မိတာဖြစ်ပါတယ် YouTube မှာမောက်ကက်ယူရင်ဒါ YouTube ဒါမိနစ်တွေကြာသွားမှဖြစ်တော့တဲ့ကြောင့်မလို့ကျွန်တော် mute ချက်ပေးတဲ့အတွက်ကြောင့်မို့နားလည်ပေးပါ Telegram channel မှာမောက်ကက်လေးတင်မိတာဖြစ်တော့ကြောင့်မို့ညလည်းမောက်တကက်ပေါက်ခဲ့တယ်အဲ့အတွက်ကြောင့် Telegram channel လေးကိုလာရောက် join လာပေးပါဦးဗျာเนาะကဲဒီနေ့ညမှာ၃ဘွဲအကြိုက်တွင် live ဆော့ပါအကြိုက်မတွေ့လွတ်လပ်စာသဘောထားကွယ်လွယ်ရှိပါတဲ့ဗျเนาะကြိုက်မှာ live ဆော့ပါအဲဘောလုံးပွဲကတော့ဘယ်သူမှအပိုင်းဆိုတာမရှိဘူးအကောင်းဆုံး ကျင်းနေကျင်းထားရဲ့ကြည့်ပြီးတော့ရွေးချယ်ပေးရတဲ့အတွက်အဲတခါတလေတော့လည်းအမားပါလာမျိုးတွေရှိတယ်ပေါ့ဗျာเนาะအကောင်းဆုံးတော့ရွေးချယ်ပေးရတာဖြစ်တယ်အဲကြောင့်မို့ကျွန်တော်ရွေးချယ်မှုရဲ့အသိပေးပြီးဆိုရင်ကျွန်တော်ရဲ့ YouTube channel နဲ့ Dotto channel လေးကို like and subscribe လေးလုပ်ပေးတော့ပါအောင်ဗျာเนาะဒါ like and subscribe အညီတို့အတွက်အပန်းကြည့်ပြန်ကျွန်တော်တို့ကဒါအားအင်တစ်ခုဖြစ်တော့တော့ကြောင့်မို့လို့ဒါ subscriber များလာလေကျွန်တော်ပွဲရွေးချယ်ပေးရတာပူအားရှိတော့ကြောင့်မို့ subscriber လေးတွေဒါနှိပ်သွားပေးပါအောင်လို့ဒါကျွန်တော်အနေနဲ့တောင်းဆိုပြစေအားလုံးပဲ ယနေ့ညမှာလည်းအနိုင်ငွေတွေများများထုတ်ပြီးတော့ပေါင်းနေများများပြကြပါသေးလို့ဒါကိုမင်းကနေစုမကောင်းတောင်းပေးလိုက်ပါတယ်အားလုံးပဲကြွရှင်သာနေ့တစ်နေ့ကိုပိုင်ဆိုင်စွာဖြတ်တန်းရင်းနဲ့ကျွန်တော်တို့ဒါညကြရင်လည်းအနိုင်ငွေနဲ့အတူတူအပေါင်းတွေပြကြပါသေးအားလုံးပဲဂုဏ်လက်ပါခင်ဗျာနော်